မင်္ဂလာပါရှင်ဖေဖော်ဝါရီလ17ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုကျွန်မယုံရည်ဒီကနေ့တင်ဆက်ပေးသွားမှာဖြစ်ပါရှင် ဖေဖော်ဝါရီ17ရက်နေ့မနက်10:00နာရီချိန်ကယ်ပနာဝန်ချိုရူဝါနီတိုင်းတိုင်းပီတဲရဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာတိမ်သိမ်းငယ်ဖြစ်ထွန်းနေအောင်တွေးရပါတယ်ကပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလားပင်လယ်ော်မှာကတော့တိမ်သိမ်းတဲ့ရနေတိမ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြောက်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာတိမ်သိမ်းတဲ့ဖြစ်ထွန်းနေပါတယ်ကြံဒေသတွေမှာကတော့တိမ်သိမ်းငယ်ဖြစ်ထွန်းနေအောင်တွေးရပါတယ်ရှင်အခုဆက်လက်ပြီးတော့ဖေဖော်ဝါရီ17ရက်နေ့အတွက်ခမန်းချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင် မြမပင်လိုက်ပြင်အချိန်ကြီးကတော့မြမကံယောရန်တခြားမှာလှိုင်းအနှင်းငယ်ရှိနိုင်ပြီးတော့လှိုင်းမြေကတပေကနေနှစ်ပေလောက်မြင့်တက်နိုင်ပါတယ်ကံလုံးပင်လိုက်ပြင်မှာကတော့လှိုင်းအသင်တင်ရှိနိုင်ပါတယ်လှိုင်းမြေကသုံးပေကနေလေးပေလောက်မြင့်တက်နိုင်ပါတယ်ရှင်ဒီတက်ခန့်နဲ့မို့ခမန်းချက်နေနေကတော့ရခိုင်ကံယောရန်မှာတနာယော6မိုင်ကနေ10မိုင်ဒီတက်ခန့်နေပါတယ်မြို့ကကျမကံယောရန်မွန်နဲ့တနင်္လာကံယောရန်ဒီတားရီမှာတနာယော15မိုင်ကနေ18မိုင်ဒီတက်ခန့်နေပါတယ်ရှင် မိုးရွာသွန်းနိုင်မှုခမန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းနဲ့အထက်ပိုင်းနဲ့တနင်္လာရီတန်းဒီသားတွေမှာနေရာကွက်ကြားမိုးထစ်ချုံရနိုင်ပါတယ်။ကြံဒေသတွေမှာတော့အများအားဖြင့်တာယာနိုင်တယ်လို့ခမန်းထားပါရရှင်။ညဘူချိန်အချိန်နည်းကတော့ကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်ဒေသတွေမှာ9ဒီဂရီစင်တီဂရိတ်ကနေ17ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ စကိုင်းတိုင်းအထက်ပိုင်းမကွေးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နဲ့တနင်္လာတန်းဒေသတွေမှာ7ဒီဂရီစင်နီဂရိတ်ကနေ15ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ကြံနေတိုင်းမှာတော့16ဒီဂရီစင်နီဂရိတ်ကနေ18ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါရှင့်။ မျိုးတော်ရည်ရဲ့တပတ်တွင်းမလေးဝတာခမန်းချက်နေနေရတော့နေပြောင်းတဲ့ညတိုင်းမှာအမြင့်ဆုံးဘူချိန်က33ဒီဂရီစင်နီဂရက်အနေဆုံးဘူချိန်က18ဒီဂရီစင်နီဂရက်လောက်ရှိနိုင်ပါတယ်။အများအပြားတာယာနိုင်ပြီးတော့မိုးရွာဖို့တည်ချမှုနေနေရ10ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။ဒီတပတ်လုံးမှာနေပြောင်းမှာအများအပြားတာယာနိုင်ပါတယ်ရှင်။ရန်ကုန်မြို့နယ်ညတိုင်းမှာတော့အမြင့်ဆုံးဘူချိန်က33ဒီဂရီစင်နီဂရက်အနည်းဆုံးဘူချိန်က19ဒီဂရီစင်နီဂရက်လောက်ရှိနိုင်ပါတယ် ။ရန်ကုန်မှာလည်းအများအပြားသားနိုင်ပါတယ်။မိုးရွာဖို့တေချာမှုအနေနဲ့က၁၀ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။ဒီတစ်ပတ်လုံးမှာရန်ကုန်မှာလည်းအများအပြားသားနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။မန္တလေးမြို့နယ်ညတိုင်းမှာတော့အမြင့်ဆုံးဘူချိန်က33ဒီဂရီစင်နီဂရိတ်အင်ထိန်ဆုံးဘူချိန်က18ဒီဂရီစင်နီဂရိတ်လောက်ရှိနေပါတယ်။မန္တလေးမှာလည်းအများအပြားသားနိုင်ပြီးတော့မိုးရွာဖို့တည်ကြမှုအနေနဲ့က10ရာခိုင်နှုန်းလောက်ရှိနေပါတယ်။ဒီတစ်ပတ်လုံးမှာမန္တလေးမှာအများအပြားသားနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ အခုဆက်လက်ပြီးတော့ပြည်နယ်နဲ့တိုင်းလိုက်မျိုးတော်ကြီးတွေရဲ့မိုးလေဝသခန့်မှန်းချက်တွေကိုထုံးလင့်တင်ဆက်ပေးသွားအောင်မှာဖြစ်ပါရဲ့ရှင်။ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ပါရဲ့ရှင်။